စိတ်ချမ်းသာရတဲ့အချိန်အခါလေးဖြစ်ကြပါစေ။ဒီအစီအစဉ်ကတော့နှစ်ပတ်တစ်ကြိမ်ထုတ်ဝေနေကြဖြစ်တဲ့ The Nation Voice Channel တွေကစာမားတွေကို podcast အနေနဲ့တင်ဆက်ပေးမှာဖြစ်ပါတယ်။အခုတော့ The Nation Voice Channel အတွဲ၁စာဆင်း20မှာဖော်ပြခဲ့တဲ့စစ်ကောင်းဆောင်တွေရဲ့သွေးခွဲ အုပ်ချုပ်ရေးဆိုတဲ့အတွဲအမြန်စာမားကိုနားဆင်ကြရမှာပါ။ဒီစာမားကိုတော့စစ်မှုငယ်ရေးသားထားပါတယ်။ ဗိုလ်မင်းအောင်လှိုင်ကစက်တင်ဘာလ19ရက်နေ့ဗိမာဌာနဆိုင်ရာတွေမြို့မိမြို့ဖတွေနဲ့တွေ့တော့တို့တာဝန်အရေးသုံးပါးကို ထိမ့်သိမ့်ကာကွယ်ပေးပြီးနိုင်ငံကောင်းအောင်ကြိုးစားမဲ့သူတွေကိုရွေးချယ်ကြဖို့ပြောခဲ့တယ်လို့ DVB ရဲ့သတင်းမှာဖတ်လိုက်ရပါတယ်။လက်တွေ့မှာစစ်အုပ်စုခေါင်းဆောင်တွေကင်ဆွဲခဲ့တဲ့ပြည်တော်စုမပြိုကွယ်ရေးတိုင်းရင်းသားစီလုံးညီညွတ်မှုမပြိုကွယ်ရေးအချုပ်အခြာအာဏာတည်ရက်ခိုင်မြဲရေးဆိုတာတွေက ဘိုးမင်းအောင်လိုင်ဦးဆောင်တဲ့စစ်ကောင်းဆောင်တွေရဲ့အာဏာမမုန်းမှုတွေကြောင့်အလုံးစုံပြတ်သုံးရေးကိုဥတည်နေပါတယ်။ကရင်တွေကြားမှာသွေးခွဲတယ်။ကချင်တွေကြားမှာသွေးခွဲတယ်။ရှမ်းတွေကြားမှာသွေးခွဲမြန်မာနိုင်ငံရေးပါတီကြားမှာသွေးခွဲတယ်။ကျောင်းသားလူငယ်တွေကြားမှာသွေးခွဲတယ်။လူမှုတဟဇာတ ပြတ်သွားအောင်စနစ်တကျလုပ်ခဲ့တာဖြစ်တယ်။ မမနိုင်ငံရဲ့ကမ္ဘာအရှိကြဆုံးပြည်တွင်းစစ်ဖြစ်ပွားရတဲ့အကြောင်းရင်းကိုပြောရင် စစ်အစိုးရအဆက်ဆက်ဗြိတိရှားတို့ရဲ့သွေးခွဲ အုပ်ချုပ်ရေးကြောင့်လို့အကြောင်းပြအပြစ်တင်လေးရှိပါတယ်။နှစ်ပေါင်း89နှစ်ကြာနေတဲ့ပြည်တွင်းစစ်မီးတောက်လောင်ရတဲ့အကြောင်းရင်းကိုဆန်းစစ်ရင်မဟာလူမျိုးကြီးဝါဒကိုအခြေခံတဲ့မြန်မာစစ်တပ်ရဲ့သွေးခွဲအုပ်ချုပ်လို့တဲ့ policy ကြောင့်လို့ပြက်ပြက်သားသားပြောနိုင်ပါတယ်။ စစ်အစိုးရအဆက်ဆက်ဟာဖွံ့ဖြိုးတိုးတက်ရေးကိုအခြေခံတဲ့ငြိမ်းချမ်းရေးအတွက်စဉ်းစားချက်မရှိခဲ့တာကို တွေ့နိုင်ပါတယ်။နာဝတနာအဖလက်ထက်မှာ KIA ဥမထုနော်ဦးဆောင်တဲ့တပ်မဟာလေးအဖွဲ့နဲ့ငြိမ်းချမ်းရေးခေါင်းစဉ်တက်ပြီး အပြစ်အခက်ရစဲရေးလုပ်ခဲ့တယ်။အဲ့ဒီကာလကရှစ်လေးလုံးလူမှုလှုပ်ရှားမှုကြောင့်စစ်အစိုးရကိုအယုံအကြည်ကင်းမဲ့နေခြင်းလည်းဖြစ်တယ်။ KIA ရဲ့တပ်မဟာတစ်ခုကို ဖဲ့ထုတ်စည်းရုံးနိုင်ခဲ့တဲ့ဘုခင်ညွန့်ဦးဆောင်တဲ့ထောက်လန်းရေးရဲ့အောင်မြင်မှုအဖြစ်မှတ်ယူခဲ့ကြတယ်။ဒီဖြစ်စဉ်ရဲ့အကျိုးဆက်ကတော့နောက်ပိုင်းမှာမူရဲစေဝါလောင်ကစားနဲ့နာမည်ကျော်တဲ့ပြည်သူစစ်အဖွဲ့ဖြစ်လာခဲ့တာပါ။နောက်ပိုင်းမှာတော့မူရဲစေဝါကိုအကြောင်းပြပြီးလက်နက်ဖြုတ်သိမ်းလိုက်တယ်။မူရဲစေဝါနဲ့လောင်ကစားတွေကတော့ရှမ်းမြောက်တခွင်မှာအမြင့်တွေသွားတာကို တွေ့နိုင်ပါတယ်။ဒါအပြင်မြန်မာစစ်တပ်က ကချင်တွင်နဲ့လီဆူးတွေကြားသွေးခွဲရန်တိုက်ပေးတယ်မျိုးနွယ်စုအချင်းချင်းမှာသွေးခွဲတာတွေကိုဒီဇိုင်းမမတ်လှောက်ဆောင်နေခဲ့တာဖြစ်ပါတယ်မဆာလာခစ်အပါအဝင်စစ်အစိုးရအဆက်ဆက်သွေးခွဲအုပ်ချုပ်ရေးကိုစစ်ဆေးကြည့်ရင်အချို့တိုင်းရင်းသားခေါင်းဆောင်တွေကိုပြည်내ကောင်စီဥက္ကဋ္ဌတာဝန်ပေးပြီးပူပေါင်းလုပ်ကင်သူတွေအဖြစ်နေရာပေးတယ်မနာကန်နဲ့တခြားခေါင်းဆောင်တွေကိုတော့ ဖမ်းဆီးထောင်ချတယ်။စစ်ရေးအရာတိုက်ခိုက်တယ်လှုပ်ကြံတက်ဖြတ်တယ်။ဒီလိုနီးလန်းတွေနဲ့တိုင်းရင်းသားတွေကို သွေးခွဲကတဦးပေါ်တဦးတန်နေရတွေဖြစ်စေခဲ့ပါတယ်။တိတ်မဝေးသေးတဲ့အနီးခေတ်သမိုင်းကိုကြည်ရင်ဖရိုမန်းရှာကိုလှုပ်ကြံမှုဟာထင်ရှားခဲ့ပါတယ်။တိုင်းရင်းသားလက်နက်ကင်တွေထဲမှာနိုင်ငံရေးစစ်ရေးအားအကောင်ဆုံးဖြစ်တဲ့ KNU ကိုပြုတ်ဝဲအောင်လုပ်တယ်။ DKPA ကိုမွေးထုတ်ပေးတယ်။နောက်ပိုင်းမှာ BGF တက်ထောင်ပေးတယ်။မိုးရစ်စေဝါလုပ်ခွင့်ကိုမတိမတာခွင့်ပြုပေးတယ်။မြမပြည်အရှိမြောက်မှာအခြေစိုက်ခဲ့တဲ့မိုးရစ်စေဝါလုပ်ငန်းကိုအရှိတောင်ဘက်အထိ ရောက်ရှိလာအောင်လုပ်ခဲ့တာစစ်အစိုးရပဲဖြစ်တယ်။မြဝရီခရိုင်ထဲမှာရွှေကုတ်ကိုရိုလိုမြို့တွေတီထောင်ခွင့်ပြုပေးတယ်။လက်နက်ကင်မတော်လန့်ရင်ပြီးရောစီးပွားရေးလှုပ်ကြီးပွားရေးလှုပ်ဒီလိုနဲ့ကြားဖြန့်လို့ ဒေတာရင်းအိနီချင်းနိုင်ငံတွေကိုပါတက်ရောက်စေတဲ့အွန်လိုင်းရာဇဝတ်ကိုင်းတွေပေါ်လာစေခဲ့တယ်။စစ်အစိုးရတွေရဲ့အပြစ်ခတ်ရစဲရေးဟာသွေးခွဲရေးကို အခြေခံတဲ့လက်နက်ကင်ထားလက်နက်လမ်းစဉ်စွန့်ဆိုတဲ့နာရာရှိကိုစေမီရုံနဲ့ကုတဲ့အတွေ့အခေါ်သာဖြစ်တယ်။စစ်အစိုးရအဆက်ဆက်ကင်ဆွဲခဲ့တာကတည်ငြိမ်အေးချမ်းရေးဖြစ်တယ်။ပြည်သူတွေလိုတာကငြိမ်းချမ်းရေးဖြစ်တယ်။တည်ငြိမ်ရေးနဲ့ငြိမ်းချမ်းရေးဆိုတာဟာ တိတ်ပဲအနှစ်သာရအရာရောရီမှန်းချက်အရာပါ ကွဲပြားမှုရှိပါတယ်။တည်ငြိမ်ရေးဆိုတာလူမှုအဖွဲ့အစည်းအတွင်းရုံးရင်းစံခတ်မှုများသို့မဟုတ်ပြိပက္ခများမဖြစ်ဖို့ထိမ့်သိမ်းထားတဲ့အခြေအနေတရက်ကိုဆိုလိုပါတယ်။လက်နက်အာဏာဖြင့်ဖြစ်စေတစ်ဖက်သက်စီးမြင်ဥပဒေများဖြင့်ဖြစ်စေထိမ့်ချုပ်ထားမှုကိုအဓိကထားခြင်းဖြစ်ပါတယ်။တင်းကျပ်တဲ့ဥပဒေတွေကြောင့်တည်ငြိမ်မှုရရှိနေပေမဲ့ လူတို့ရဲ့ကျေနပ်မှုတရားမျှတမှုတရားဥပဒေစိုးမိုးမှုတွေမပါဝင်တာကိုစစ်အစိုးရအဆက်ဆက်မှာတွေ့နိုင်ပါတယ်ဗမာပြည်သူတွေဟာဒီအခြေအနေစိုးကိုခါစီခံခဲ့ကြရတာဖြစ်ပါတယ်ဒါဟာစစ်ကောင်းဆောင်တွေလိုလားတဲ့တည်ငြိမ်အေးချမ်းရေးပါ တိုင်းရင်းသားပြည်သူတွေလိုလားတဲ့ငြိမ်းချမ်းရေးဆိုတာကပြိပက္ခတွေကို အမြင့်ပြတ်ဖြည့်ရှင်ပြီးပခုံးနှစ်ဖက်ကြားကခေါင်းပေါက်တဲ့လူသားအချင်းချင်း အပြန်အလှန်နားလည်မှု အပြန်အလှန်လေးစားမှုတရားမျှတမှုနဲ့တဟဇာတတရားမျှတမှုနဲ့တဟဇာတအပေါ်အခြေခံတဲ့ရေရှည်တည်တဲ့အခြေအနေမျိုးဖြစ်ပါတယ်။တည်ငြိမ်ရေးဟာမျက်နှာပြင်အပေါ်ရန်သာဖြစ်ပြီးငြိမ်းချမ်းရေးကတော့လူမှုတရားမျှတမှုနဲ့စည်းလုံးညီညွတ်မှုကိုပုံမဦးတည်တာဖြစ်ပါတယ်။စစ်အစိုးရရဲ့သွေးခွဲ အုပ်ချုပ်ရေးကိုရန်ဆိုင်မှုဆိုရင် အဖိနှိတ်ခံတွေအချင်းချင်းသွေးစည်းညီညွတ်ကြဖို့လိုပါတယ်သွေးစည်းညီညွတ်ရေးဆိုတာမှလည်းလူမျိုးစုဘာသာတရားယုံကြည်ချက်တွေမတူကွဲပြားမှုတွေရှိရင်တောင်ဘဝတူအဖိနှိတ်ခံတွေအချင်းချင်းတယောက်နဲ့တယောက်တစ်ဖွဲ့နဲ့တစ်ဖွဲ့စီးလုံးညီညွတ်စွာအတူလက်တွဲလှုပ်ဆောင်ကြတဲ့အခြေအနေမျိုးဖြစ်ပါတယ်တစ်ဖက်နဲ့တစ်ဖက်အပြန့်အလှန်လေးစားမှုနားလည်မှုနဲ့ဘုံရီမှန်းချက်တစ်ခုစီကို စုပေါင်းလှုပ်ဆောင်ကြရဲဆိုတဲ့အတိတ်ပဲလည်းဖြစ်ပါတယ်။အဖိနှိတ်ခံတွေ အချင်းချင်းစုစည်းညီညွတ်မှုကသာ အနာဂတ်မျိုးဆက်များအတွက်ငြင်းချမ်းရေးကိုစောင့်ကြည့်ပေးနိုင်မှာလည်းဖြစ်ပါတယ်။ဆောင်းပါးကတော့ဒီမှာပဲအဆုံးသတ်ပါပြီ။တရားပျော်ရွှင်တဲ့နေ့ရက်လေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေ။နောက်ထပ်ဆောင်းပါးတွေမှာပြန်တွေ့ကြပါမယ်။